အာရခတစ်တို့ EEE ရခိုင်စီအောင်ပွဲတွေဟာမြန်မာနိုင်ငံမှာဆင်နွှဲနေတဲ့တော်လှန်ရေးတစ်ခုလုံးအတွက်အောင်ပွဲဖြစ်တဲ့အတွက်တောင်မျိုးသားလူမျိုးရေးတက်မတော် TNL အနေနဲ့ဂုဏ်ယူနေပါတယ်လို့ TNL တည်နေပြန်ကြားရေးဌာနမှူးဒေါ်လွေးရီဦးကပြောလိုက်ပါတယ်ဂျွန်လ9ရက်နေ့ကပြုလုပ်တဲ့ TNL ရဲ့စီးရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့ online သတင်းစာရှင်းလင်းပွဲမှာ ရခိုင်စစ်ပွဲတွေနဲ့ပတ်သက်ပြီးနရင်းစရာသတင်းဌာနရဲ့မေးမြန်းမှုအပေါ်သူမကအခုလိုတုံ့ပြန်ပြောဆိုသွားကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နေပေါင်း80ကျော်အကြာတော်လန်ရေးမှာဒီလိုမျိုးလက်ဆုပ်လက်ကင်ပြနိုင်တဲ့ပြည်နေတစ်ခုလုံးကမျိုးတွေအကုန်လုံးညီပါကိုတိမ့်ပိုက်နိုင်တာမျိုးအရင်ကမရှိသေးဘူးလို့လေသူမကပြောဆိုခဲ့ပါတယ်။အခုလိုရခိုင်မှာအာရခတက်တော်ကစီရေးအယအောင်ပွဲရနေတာဟာ စစ်ကောင်စီကိုဆန့်ကျင်တိုက်ပွဲဝင်နေတဲ့တော်လန်ရဲ့အတွက်လေအောင်ပွဲတစ်ခုဖြစ်တယ်လို့သူမကပြောဆိုပါရယ်။အီအီဟာရခိုင်ပြည်ကပုံနာကျွန်းကြောက်တော်၊မြာဦးမင်းပြား၊မြေပုံပေါက်တော်၊ရတိတော်ဘူတိတော်မောင်တော်၊ရံပြေးတန်တွေတောင်ကုတ်အန်းနဲ့ကောဆာရဲမြို့နေစစ်လေးခုကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ထားပြီးကြံရှိနေတဲ့မြို့သုံးမြို့အထက်ကကြောက်ဖြူကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပါရှင်။